西边牙面容口悴的山。 ီဆိုင်ကတော့ဂျပန်နိုင်ငံကဟင်းပွဲပြင်ချိန်အ мян ဆုံးဆိုင်ပါစားသုံးသူက သူ့ရဲ့မာယူမှုပြီးတဲ့နောက်တင်၅စက္ကန့်အတွင်းဟင်းပွဲကိုရရှိနိုင်မဲ့နေရာပေါ့ဒီလိုပြင်ဆင်ပေးခြင်းကသူတို့ရဲ့စားသုံးသူတွေမစားတော့ဘဲပြန်ထွက်မသွားစေဖို့ကြီးရွယ်တယ်လို့ဆိုင်ကဆိုတယ်ဒီဆိုင်လေးကဂျပန်နိုင်ငံယာမာကူချီစီရင်စုနယ်မှာတည်ရှိပါတယ်အမျိုးသမီးကြီးနဲ့သူ့ရဲ့မိသားစုဝင်တွေကငွေရှင်းကောင်းတာမှာအလုံးလုံးကြတယ်စားသုံးသူက သူ့ရဲ့မာယူမှုအတွက်ငွေရှင်းခြင်းပြီးဆုံးလို့ထိုင်ကုန်မှာထိုင်လိုက်ပြီးဆိုတာနဲ့စပွဲထိုးများကဟင်း င်းပွဲကိုချက်ချင်းပဲလာချပေးပါလိမ့်မယ်။ဒါဘလို့ဖြစ်နိုင်ပါလဲ။အကြောင်းကတော့ဒီဆိုင်ကဟင်းပွဲတိုင်းမှာသူ့ရဲ့ကိုယ်ပိုင်အမှတ်တရစိတ်ပြားတွေရှိကြတယ်။စားသုံးသူကကောင်တာမှာဟင်းပွဲမှာယူပြီးဆိုတာနဲ့ကောင်တာကသူဟာဆိုင်ရာဟင်းပွဲအတွက်တရစိတ်ပြားကိုဆွဲထုတ်လိုက်တယ်။ထိုတရစိတ်ပြားကိုမိဖို့ကြောင့်တွင်းရှိတဲ့စပိုမူများကတရင်ပေါက်ကနေတဆင့်တွေ့မြင်ရအောင်ပေါ့။အဲ့ဒီနောက်စပိုမူတယောက်ကခောက်ဆွဲကိုပြင်ဆင်ကအခြားတယောက်ကတော့ဟင်းခတ်အမွှေးကြိုင်တွေကိုပြင်ဆင်လိုက်တယ်။စားသုံးသူကငွေပေးချေပြီးလို့စပွဲခုံကိုရောက်တာနဲ့ လက်ဆက်တဲ့ခောက်ဆွဲပူပူလေးဟာသူ့ရှေ့ကိုရောက်လာပါတော့တဲ့ဒီခောက်ဆွဲတွေဟာလက်လက်ဆက်ဆက်လှုပ်ထားတာဖြစ်ပြီးအရသာကလည်းအလွန်ကောင်းတာပေါ့ဒါပေမဲ့လည်းသူ့မှာမကောင်းတဲ့အချက်တခုတော့ရှိတယ်။ဘာလဲဆိုတော့ဝန်ထမ်းတွေဟာအမျိုးအစားနဲ့အယောင်မတူတဲ့ဒစိပ်ပြားအခုခနစ်ဆယ်ကိုမှတ်ထားနိုင်ရမယ့်အချက်ပေါ့ပြောကြတာတော့တချို့ဒစိပ်ပြားတွေဟာအယောင်နဲ့ပုံစံဆင်တူလာမျိုးတွေလည်းရှိနေတယ်တဲ့လေ။တငယ်ချင်းတို့ရောစားပူးတဲ့ဆိုင်တွေထဲမှာဘဲဆိုင်ကအမြန်ဆုံးလဲဘဲဆိုင်ကအကြဆုံးလဲဆိုတာဝေမျှပေးခဲ့ကြပါလား။